ဒီနေ့ညရာဒီမှာကျွန်တော်တို့အိမ်မှာမွေးပြူထားတဲ့ခွေးလေးတွေကြောင်လေးတွေ heat stroke မဖြစ်ပါအောင် ကျွန်တော်တို့ဒီအနေနဲ့ဘာတွေကိုတိထားတဲ့လဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်ညဒီနေ့မှဆွေးနွေးပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ heat stroke ဆိုတာဘာလဲဆိုလို့ရှင်မြန်မာလိုခေါ်ရဆိုရင်အပူရှက်ခြင်းအပူလွန်ကဲခြင်းလို့ကျွန်တော်တို့ဒါခေါ်လို့ရတယ်ပေါ့နော်ဘလူးချင်းနေမျိုးတွေမှာ heat stroke ကပြစ်လစ်ပြစ်ထရှိတာလဲဆိုလို့ရှင်ဒါပြင်ပအပူခြင်းအယမ်းမြင့်ပြီးတော့မှဆိုတိုင်းစားအယမ်းမြင့်တဲ့အခါမျိုးမှာဆိုလို့ရှင် heat stroke ကဖြစ်ပွားတတ်တယ်ပေါ့နော်အဲ့တော့ဘလူးမျိုးသောနေရာလဲဆိုလို့ရှင်ပြပအပူခြင်းအယမ်းမြင့်နေဆိုတိုင်းစားမြင့်တဲ့နေရာကျွန်တော်တို့ရဲ့အိမ် မှာဆိုလို့ရှိရင်ဘယ်နေရာတွေရှိလဲဆိုရင်ကျွန်တော်တို့ရေချိုးခန်းပေါ့နော်ရေချိုးခန်းဟာဆိုလို့ရှိရင်ကျွန်တော်စူတိုင်းစားမြင့်တဲ့နေရာဖြစ်တယ်တကယ်ပြီးပြပအပူချိန်ကလည်းအရန်ကိုမြင့်နေတဲ့အချိန်မျိုးပေါ့နော်အဲ့တော့ကိုယ့်ရဲ့အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင်းလေးတွေကရုတ်တရက်ရေချိုးခန်းထဲကိုဝင်သွားတယ်ဆိုလို့ရှိရင်အထဲမှာပေါ့နော်အထက်ကပြန်ထွက်လာတာပဲဖြစ်ဖြစ်အထဲမှာအကြာကြီးသွားနေတာပဲဖြစ်ဖြစ်အဲ့အချိန်ဒီမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ heat stroke ကဖြစ်ပေါ်တတ်တယ်ဆိုပြီးမှကျွန်တော်တို့ဒါအလွယ်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ ဟစ်တုတ်ကပေါ့နော်ဘယ်လိုမျိုးသောအနေအထားရောက်ပြီဆိုလို့ရှိရင်ဟစ်တုတ်ဖြစ်တယ်အပူချိန်ကဘယ်လောက်တိတက်လို့ရှိရင်ဟစ်တုတ်ဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်လဲဆိုလို့ရှိရင် ခွေးလေးတွေရဲ့တာမန်အပူချိန်အားဆိုရင်100ဒီဂရီဖာရင်ဟိုက်ရှိတယ်ကြောင်လေးတွေရဲ့တာမန်အပူချိန်အားဆိုလို့ရှိရင်100 1.5ဒီဂရီဖာရင်ဟိုက်ရှိတယ်ပေါ့နော်အဲ့တော့104ရဲ့အထက်ကိုမှမကျော်ဘူးဆိုလို့ရှင်ကျွန်တော်တို့ဒါရိုးရိုးတာမန်ဖြားတယ်ရိုးရိုးကျွန်တော်တို့ဒါဖြားတယ်လို့ပြောလို့ရတယ်အကယ်၍104ရဲ့အထက်ကိုကျော်လွန်သွားခဲ့တယ်ဆိုလို့ရှင်เนาะကျွန်တော်တို့အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေ heat stroke စဖြစ်ပြီဆိုပြီးမှကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့ဒီအချိန်မျိုးမှာဆိုလို့ရှင်ကျွန်တော်တို့တွေအနေနဲ့စနစ်တကျပြုစုကူတာဖို့လိုတယ်ပေါ့နော်အဲ့လိုမှမလုပ်ပေးဘူးဆိုလို့ရှင်ရုပ်တရက်တည်ဆုံးတာမျိုးတွေဖြစ်တတ်တယ်ဘာကြောင့်လဲဆို ုလို့ရှိရင်ရုတ်တရက်ဒီရဲ့အပူချင်းအရန်တက်တာဆိုလို့ရှိရင်ဒီကြောက်ကတ်တို့အသေးတို့ကိုပျက်စီးစေပြီးတော့မှကျွန်တော်တို့အသက်သေးဆုံးတည်အထိကျွန်တော်တို့ဖြစ်ပွားနိုင်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့ဒါဂယူဆိုင်တန်တယ်ပေါ့နော်အဲ့တော့နွေရာသီမှာကျွန်တော်တို့ဒီအနေနဲ့ ဒီ heat stroke မဖြစ်အောင်လို့ကျွန်တော်တို့သိထားမယ့်အရာတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေကိုအေးမြတဲ့နေရာမှာကျွန်တော်တို့ဒီနေနဲ့ဒါထားပေးဖို့လိုတယ်အေးမြတဲ့နေရာဆိုတာကကျွန်တော်တို့ရေရှုပ်ကမ်းထဲမှာသွားထားတာမျိုးတွေကျွန်တော်တို့ဒီနေနဲ့ဒါမပြုတ်လုပ်တဲ့အထဲမှာပါတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင် ရေချိုးကန်းဟာဆိုလို့ရှိရင်ဇိုတိုင်းစားအရင်မြက်တဲ့နေရာတဲ့တစ်ခုတည်းမှာပါတယ်အကယ်၍သာပြင်ပအပူချိန်ကလည်းအရင်မြက်နေတယ်ဆိုလို့ရှိရင် heat stroke ဖြစ်နိုင်ခြင်းအများဆုံးကရေချိုးကန်းဖြစ်တယ်ပေါ့နော် ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ပူပြင်းတဲ့အချိန်မျိုးတွေမှာကျွန်တော်တို့ဒီအနေနဲ့ကျွန်တော်တို့မွေးထားတဲ့ခွေးလေးတွေချောင်းလေးတွေကိုအပြင်ခေါ်ထွက်တာမျိုးကျွန်တော်တို့မပြုတ်လုတ်တင်ဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့နေကျသွားလို့အပြင်ထွက်တယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့ရေဘူးတွေအများတန်းဆောင်သွားပေးတာမျိုးကျွန်တော်တို့ ြုလုပ်တဲ့။ပြီးသွားလို့ရှင်ရင်ကျွန်တော်တို့တွေအနေနဲ့အစာကျွေးတဲ့အချိန်ကြီးနေပတ်သက်ပြီးမှကျွန်တော်တို့အစာကိုမနက်ခင်းအစောပိုင်းမှာကျွန်တော်တို့ကျွေးတဲ့ဘယ်လိုမျိုးလဲဆိုရင်မနက်6နာရီ9နာရီလောက်မှာကျွေးတာကကျွန်တော်တို့အကောင်းဆုံးပဲပြီးသွားလို့ရှင်ရင်ဒီမနက်6နာရီ9နာရီနောက်ပိုင်းကိုကျွန်တော်တို့ဘာမှမကြွေးပဲနဲ့ကျွန်တော်တို့အစာဖြတ်ထားတာမျိုးကအကောင်းဆုံးဖြစ်တယ်အကယ်၍အရန်ပူနေတဲ့အချိန်မှသာကျွန်တော်တို့ဒီအနေနဲ့ အစာတွေကျွေးမိမယ်ဆိုလို့ရှိရင်သူတို့ရဲ့ခန္ဓာကိုယ်ကနေပြီးမှအပူတွေအရန်ထွက်လာတယ်ထွက်လာတာကမှအပြင်ကလည်းပူနေတယ်ဆိုလို့ရှိရင်ကျွန်တော် heat stroke ဖြစ်နိုင်ချေအရန်ကိုပိုများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အစာကျွေးမယ်ဆိုရင်မနေ့ကအစောပိုင်း6နာရီ9နာရီလောက်မှကျွေးတာမျိုးကိုကျွန်တော် လို့တင်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်ညာခင်းပိုင်းအစာကျွေးမယ်ဆိုလို့ရှိရင်လည်းလုံးဝအကြနေပျောက်သွားပြီးလုံးဝအေးပြီဆိုတဲ့အချိန်တွေမျိုးတွေမှာဒါကျွန်တော်တို့ဒီအနေနဲ့ဒါအစာကိုကျွေးတင်တယ်ပေါ့နော်ပြီးသွားရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနေနဲ့ဒါအသားတွေကျွေးတဲ့အခါမှာဆိုလို့ရှိရင်အနီရောင်ရှိတဲ့ အသားတွေကိုနွေရာသီမှာကျွန်တော်တို့ရှောင်တဲ့နယ်ဘယ်လိုမျိုးတော့အသားတွေလဲဆိုရင်အမဲသားတို့ကျွန်တော်တို့ပိုးသားတို့စိတ်သားတို့ပြီးရင်ဝက်သားတို့ပေါ့နော်ဒီကောင်းနေရာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမှဖြစ်မနေရှောင်တဲ့နယ်အထဲမှာပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဘာကိုကျွေးတင်တာလဲဆိုလို့ရှိရင်အဖြေအောင်ရှိတဲ့အသားတွေကြက်သားဘဲသားပေါ့နော်ဒီကောင်းမျိုးတွေကျွန်တော်တို့ဒီအနေနဲ့ပိုပြီးမှကျွေးတင်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီအနေနဲ့ဘာတွေကိုထပ်လုပ်ပေးရအောင်မလဲဆိုလို့ရှိရင်နေဝင်ဝင်ပြီးကျဲပေါ့နော်နေဝင်ဝင်ပြီးကျဲမှာကျွန်တော်တို့လမ်းလျှောက်တာမျိုးတွေကျွန်တော်တို့ဒီအနေနဲ့ရှောင်ရှားတင်တယ်ပေါ့ နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်24နိုင်ကြီးကာလပတ်လုံးကျွန်တော်တို့ဒီအနေနဲ့ဒါတန်ရှင်းပြီးတော့မှအေးမြတဲ့ရေကိုကျွန်တော်တို့ဒါထားထားပေးတင်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့သူတို့ဒီရဲ့အမွေးအမြင်တွေနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ပုံမှန်နေ့စဉ်ပြီးနဲ့ဖိပေးတာမျိုးလေးတွေကျွန်တော်တို့ဒါမဖြစ်မနေပြုလုပ်တဲ့နဲ့အထဲမှာပါတယ်ပေါ့နော်ဒါလေးတွေကတော့ကျွန်တော်တို့ဒါပြုလုပ်ရမယ့်အရာတွေရဲ့မလုံတဲ့အရာတွေပေါ့เนาะပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော် heat stroke ဖြစ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးလက္ခဏာတွေကိုတွေ့ရတယ်လဲဆိုတာ ျွန်တော်ဆက်ကြည့်ကြမယ်ပေါ့နော်အကယ်၍သာကျွန်တော်တို့ခွေးလေးတွေကြောင်လေးတွေ heat stroke ဖြစ်ခဲ့မယ်ဆိုလို့ရှင်ဗစက်ဟပြီးမှအသက်ရှူနေတာကိုကျွန်တော်တို့တွေ့ရမယ်ပြင်တရေကြတာမျိုးကိုလည်းကျွန်တော်တို့တွေ့ရမယ်ပြင်တစ်ခါတရမှာဆိုလို့ရှင်အသက်ရှူကျက်တာမျိုးအသက်ရှူရခက်တာမျိုးတွေကျွန်တော်တို့တွေ့ရမယ်ပြီးသွားလို့ရှင် heat stroke စဖြစ်ပြီးဆိုတာနဲ့ကို တို့တွေအနေနဲ့နေရတာခဏမငြိမ်ပဲနဲ့ကိုတချို့ကောင်တွေဆိုရင်ကျွန်တော်တို့ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ထိုင်လိုက်ထားလိုက်ဒီလိုပုံစံမျိုးတွေ့ရမယ်ပြီတချို့ကောင်တွေကကြတော့လုံးဝကိုအရင်ချိနဲ့သွားတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတတ်တယ်တခါတည်းရမှာဆိုလို့ရှိရင်ကျွန်တော်အန်နာမျိုးဝမ်းရှော့တာမျိုးတွေ့ရတတ်တယ်တချို့ကောင်တွေမှာဆိုရင်ကျွန်တော်တို့ဒွေးအန်နာမျိုးတွေ အဲဒါမျိုးကိုကျွန်တော်တို့တွေ့ရနိုင်တယ်ဗောနောပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့တက်ရှူနုံမြန်နေမယ်ပြီးတော့ရင်နှလုံးခုန်နှုံးတွေကလည်းကျွန်တော်တို့အရင်မြန်နေမှာတချို့အကောင်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတက်တာမျိုးကိုရံဖန်ရံခါတွေ့ရတတ်တယ်ဗောနောတစ်ခါတည်းရံမှာဆိုလို့ရှိရင်လုံးဝကိုဗောနောသူတို့ဒီနေနဲ့တဖုံးကြီးကဖြူကျသွားတာမျိုးလုံးဝကိုဘိုင်းကနေလဲသွားတာမျိုးဒါမျိုးတွေကို ိုဂျုံတွေးရနိုင်တယ်ဗောနော်အဲ့တော့ heat stroke မဖြစ်အောင်ကျွန်တော်တို့ဘလူးချိုတင်ကာကွယ်ရမလဲဆိုလို့ရှင်သူတို့ကို24နာရီကာလပတ်လုံးတန်ရှင်းပြီးတော့မှအေးမြတဲ့ရေကိုကျွန်တော်တို့ဒါအမြဲလိုလိုပေးထားဖို့လိုတယ်ပြီးရင်ကျွန်တော်တို့အရေးအာဝါသကောင်းတဲ့နေရာမျိုးတွေမှာကျွန်တော်တို့သူတို့ကိုထားသင့်တယ်ပြီးရင်ကျွန်တော်တို့ဒါနွေရာသီမှာကျွန်တော်တို့လမ်းခေါ်လျှောက်တာမျိုးတွေကစားပေးတာမျိုးတွေသူတို့ကိုလေ့ကျင့်ခန်းပြုလုပ်တာမျိုးတွေကိုကျွန်တော် တို့တွေအနေနဲ့မဖြစ်မနေရှောင်ရှားတင်နေပေါ့နော်လုံးဝမလုံးရဘူးလားဆိုတော့မဟုတ်ဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်လှုပ်ချင်တယ်ဆိုလို့ရှိရင်မနေ့ကအစောပိုင်းမှာလှုပ်အဲလှုပ်ချင်တယ်ဆိုရင်ညနေခင်းနေအေးသွားတဲ့အချိန်အကြနေလုံးဝကျသွားတဲ့အချိန်တွေမျိုးတွေမှာကျွန်တော်တို့ပြုလုပ်တင်တယ်ပေါ့နော်ပြီးရင် နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တို့တို့ငွေထားတဲ့ခွေးလေးတွေကြောင်လေးတွေကို ားထဲမှာလုံးဝမထားခဲ့ဖို့အတွက်ကိုကျွန်တော်အနေနဲ့တိုက်တွန်းလိုတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ grooming တွေပုံမှန်လုပ်ပေးဖို့လိုတယ်သူတို့ရဲ့အမွေးတွေအရန်ရှည်နေတာမျိုးဆိုရင်ကျွန်တော်တို့တေချာညက်ပေးတာမျိုးလုပ်တင်တယ်ပေါ့နော်လုံးဝအပြောင်းရိုက်တာမျိုးကိုကျွန်တော်အနေနဲ့အားမပေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအနေနဲ့ပေါ့နော်အကယ် heat stroke ဖြစ်နေခဲ့ပြီ heat stroke ဖြစ်နေပြီဆိုလို့ရှိရင်ဘယ်လိုမျိုး အဲကျွန်တော်တို့ပြုလုပ်တဲ့တယ်လဲဆိုလို့ရှိရင် heat stroke ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးကကိုယ်အိမ်မှာမွေးထားတဲ့ကိုယ်လေးကြောင်လေးတွေ heat stroke ဖြစ်ပြီဆိုရင်ဖြစ်တဲ့အကောင်ကိုကျွန်တော်တို့အရေးအဝါသားကောင်းတဲ့နေရာကိုကျွန်တော်တို့ရွှေ့ပေးရမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဘောနော်ဒါအဲ ရေပေါ့နော်ရေကိုမှဒါရိုးရိုးတာမန်ရေပေါ့နော်ရိုးရိုးတာမန်ရေကိုကျွန်တော်တို့ဒါခွေးလေးတွေကြောင်လေးတွေခန္ဓာကိုယ်ကို လောင်းချပေးတာမျိုးကျွန်တော်တို့ပြုလုပ်တဲ့နေပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီအနေနဲ့ပေါ့နော်သူတို့ရဲ့ခြေပွားလက်ပွားတွေကိုကျွန်တော်ရေခဲကပ်ပေးတာမျိုးကျွန်တော်တို့ပြုလုပ်လို့ရတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီအနေနဲ့အဝတ်ကိုရေစွတ်ပြီးတော့မှဒီ byte တစ်လျှောက် တိုက်ပေးတာမျိုးပေါ့နော်ပြီးရင်ဂုတ်တွေကျွန်တော်တို့တိုက်ပေးတာမျိုးကျွန်တော်တို့ပြုလုပ်တဲ့နေပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒါအဲဒီပန်ကာတို့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အဲကွန်တို့ရှိတဲ့နေရာမျိုးမှာကျွန်တော်တို့သူတို့အပူချိန်ကြအောင်ကျွန်တော်တို့ဒီအခြေအနေမျိုးမှာအဲကွန်တွေပန်ကာတွေကျွန်တော်တို့ဖွင့်ပေးတာမျိုးကျွန်တော်တို့မဖြစ်မနေပြုလုပ်တဲ့နေပြီးတော့ရင်သူတို့ဒီအနေနဲ့ရေတက်ဆုံးရှုံးသွားတာမျိုးမဖြစ်အောင်လို့ကျွန်တော်တို့ဒါဓာတ်စားတိုက်တာမျိုးတွေရေနည်း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 ချင်းတိုက်တာမျိုးတွေကျွန်တော်တို့ဒီအနေနဲ့ဒါမဖြစ်မနေပြုလုပ်တဲ့နေပေါ့နော်ဒါတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတရိတ်ဆန်စေးကူ ရှီယာဝန်စီသွားဖို့အခက်အခဲဖြစ်တဲ့အနေအထားမျိုးဆိုလို့ရှိရင်ကျွန်တော်တို့အိမ်မှာပြုလုပ်လို့ရတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအနေနဲ့ဒီ heat stroke ကဒါအသက်သေဆုံးနိုင်သည့်တိဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေနဲ့ပေါ်ဆတဲ့နဲ့အရာတခုတော့မဟုတ်ဘူးအကယ်၍ရုပ်တရက်လက္ခဏာတွေတွေ့ပြီဆိုတာနဲ့ကိုကျွန်တော်တို့ချက်ချင်းကို action ယူဖို့လိုတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အသက်ဆုံးရှုံးရတာမျိုးတွေကျွန်တော်တို့ရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့ချက်ချင်း action ယူပြီးတော့မှကိုယ်စီမှာတရိတ်ဆန်ဆေးခုဆရာဝန်အသိရှိတယ်ဆိုလို့ရှိရင်ချက်ချင်းဆက်တွယ်ပြီးတော့မှညွန်ကြားချက်တွေယူတာမျိုးကိုကျွန်တော်တို့မဖြစ်မနေပြုလုပ်တဲ့နယ်ပေါ့